ျွန်တော်စိန်လက်ကြီးကိုအားပေးကြရကျွန်တော်သူတို့ချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်28ရက်ဆွဲလာ2025နှစ်အတွက်ပေါ့ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေဒါခြံခဲ့တဲ့ပွဲရလဲကျွန်တော်ရဲ့မိတ်ဆွေဟောင်းတွေရခဲ့ဘူးတဲ့မူလေးတွေပေါ့ဗျာနော်ကျွန်တော်တို့65မှာတစ်ချိန်30မှာတစ်ချိန်ပေါ့နော်ဒါရခဲ့ဘူးတဲ့မူလေး ဲ့ဒီမူလေးကိုကျွန်တော်တို့မနက်ဖြန်အတွက်28ရက်နေ့အတွက်ပြန်လည်ပြီးကျွန်တော်တို့မျှဝေပေးမယ်ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေအောင်တို့ဒီချုံမိတ်ဆွေတွေလည်းဒီကောင်းသိနေလိမ့်မယ်ဒီမူဒီ site ကလေးကိုပေါ့ဗျာနော်မမေသေးရင်တော့သိမှာပေါ့နော်ကျွန်တော်တို့ကြားခဲ့တဲ့မူ site ကလေးပေါ့နော်ဒါကျွန်တော်တို့ကြံခဲ့တဲ့ဘွဲဆိုရင်65မှာပေါ့ဒီချိန်ပေါ့ဗျာနော်ဟိုတစ်ဘက်ကအပိတ်နေမှာကျွန်တော်တို့30မှာဒီချိန်ပေါ့ဗျာနော် ဲ့တော့ဒီညမှာလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုအဲ့ဒီမိုအဲ့ဒီ site ကလေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေမနက်ဖြန်အတွက်ကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီပွဲမှာတော့ကျွန်တော်ကနန်းပေးတာနည်းနည်းကျင်းတယ်ပေါ့ဗျာနော်ကျွန်တော်ဒီပွဲမှာဆိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပတ်တီးဆိုလဲတစ်လုံးပေါ့နော်အခွေဆိုလဲကနန်းလေးသုံးလုံးအခွေလေးတစ်ခုပဲပေးထားတယ်နော်အဲ့တော့မနက်ဖြန်အတွက်တော့ကျွန်တော် ဒါကျွန်တော်တို့ဆက်ပြီးပြီးလို့ရကြအောင်မယ်ဆိုရင်တော့ဗောဗျာเนาะရအောင်မှာဗောကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီညလူလေးလဲနည်းနည်းတော့ဆောင်းအောင်မယ်ဗောဗျာเนาะဒါအားကြီးအားနည်းနေသေးတယ်เนาะအဲ့တော့ဆောင်းရင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်မူဆိုင်လေးတွေမျှဝေပေးခဲ့မယ်ညနေပိုင်းအတွက်ခန်းန်းလေးတွေလည်းကျွန်တော်မျှဝေပေးခဲ့မယ်မနက်ပိုင်းအတွက်ဖရီကလေးတွေလည်းကျွန်တော်မျှဝေပေးခဲ့မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်အဲကျွန်တော်ရဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ channel လေးကိုပေါ့နော်

ျွန်တော်တို့ဒီ30မှာလည်းညနေပိုင်းပဲဗျာနော်30မှာလည်းညနေပိုင်းပဲကျွန်တော်တို့ရခဲ့တာ65မှာလည်းညနေပိုင်းနဲ့ဒါပေမဲ့ကျွန်တော်တို့အခုလည်းညနေပိုင်းပဲဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမနက်ပိုင်းအတွက်ပါကျွန်တော်ပြီးခဲ့မယ်နော်မနက်ပိုင်းအတွက်ပါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ခဏလေး၃ခွက်ချပြီးခဲ့မှာနော်ဟုတ်ကဲ့မင်္ဂလာပါဗျာနော်ကျွန်တော်မနက်ပိုင်းအတွက်ပါကျွန်တော် main ခွက်ကလေး၃ခွက်ကျွန်တော်ရွေးချယ်ပြီးခဲ့မယ်ညနေပိုင်းအတွက်ကိုလည်းညနေပိုင်းအတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်မျှဝေပြီးခဲ့မယ်ဗျာနော် လိုက်ရှယ်လေးအသေးလေးနဲ့ကူညီပေးပါဗျာနော်လိုက်လက်မလေးနှိပ်ပေးပါရှယ်လို့ရတဲ့မိတ်ဆွေတွေတစောင်းတနေရာရှယ်လို့ရတဲ့မိတ်ဆွေတွေကလည်းရှယ်ပေးပါဗျာနော်ဟုတ်ပြီဗျာနော်ဆက်အဲ့တော့ အခုမှ40ကျော်ပေါ့ဗျာနော်40ကျော်လေးပဲတက်လာသေးတယ်လိုက်လက်မအားလေးနေနေသေးလားတော့မသိဘူးပေါ့ဗျာနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးခဲ့ပါတယ်နော်ဂျန်ခဲ့တဲ့ပွဲမှာဆိုလဲကျွန်တော်မွေးကွက်နှစ်ကွက်နော်ဒါကျွန်တော်ပေးချောင်းဆိုပြီးတော့1.20ကိုကျွန်တော်သေးချောင်းဆိုပြီးတော့အပူးလေးပါအပူးလာဖို့ရှိလို့ကျွန်တော်အပူးလေးပါထည့်ပြီးတော့မွေးခိုင်းတယ်ပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်တကွက်လောက်ပဲမျောလင့်ထားတာဗျာနော်20တကွက်လောက်ပဲမျောလင့်ထားတယ် ါပေမဲ့ကျွန်တော်တို့တစ်နှစ်ပါဗိတ္တန်ဒီမှာကြာသွားသေးတယ်ပေါ့ဗျာနော်နှစ်ကွက်သလုံးထွက်သွားတယ်ပေါ့မိန်းနှစ်ကွက်ကတော့ကျွန်တော်ဒီဘွဲမှာပတ်တီးကတော့စောပြီပေါ့ဗျာနော်66စောကြာသွားတယ်ပေါ့ပတ်တီးကတော့ကဲအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ရှိတဲ့လူလေးနဲ့ပဲပေါ့ဗျာနော်ရှိသေးပြီပေါ့ကျွန်တော်ကံကောင်းရင်ရမှာပေါ့ဗျာနော်ရှိတဲ့လူလေးတွေ့တဲ့လူလေးကံကောင်းရင်ရမယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကဝိုင်းကြီးဆိုင်ကလေးတွေမျှဝေပေးမယ်နော် အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကဝမ်းကြီးဆိုင်ကလေးကိုအရင်ဆုံးမျှဝေပေးမယ်နော်ကျွန်တော်တို့ဒါဒီနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ခွန်ရဲ့ပါဝါဒီကနှစ်ခွန်နှစ်အခြေနော် တင်လုံးပေါင်းခြင်းစီကကျွန်တော်တို့ခွန်ခွန်ရဲ့ပါမာဒီကနှစ်ခွန်နှစ်အချိန်ကျွန်တော်ဒီနှလုံးပေါင်းမယ်ဒီ6နဲ့ဒီနှစ်နဲ့ပေါင်းခြင်းစီကကျွန်တော်တို့၈၈ရက်ပါပါဒီက3 8 3အချိန်နော်၈3အချိန်နဲ့ကျွန်တော်တို့82အချိန်နဲ့ပြီးရမယ်ပေါ့ဗျာနော်ပြီးရမယ်ကျွန်တော်23ဆိုတဲ့ကဏ္ဍပြီးခဲ့တယ်ပေါ့ဗျာနော် 23ဆိုတဲ့ကဏ္ဍပြီးခဲ့တယ်เนาะဒါဆိုတော့ကျွန်တော်တို့နောက်တစ်ပိုင်းကိုဆက်သွားမယ်เนาะပြီးတော့မှကျွန်တော်ရဲ့မိတ်ဆွေတွေကိုဗရိတ်မူလေးကိုပြခဲ့မယ်เนาะဗရိတ်မူလေးကိုပြပေးမယ်မနေ့ပိုင်းတီးတန်းကြာဗရိတ်မူလေးကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီက6 6ကပါဝါဒီက1 6ကအချိန်เนาะဒါဆိုတော့ကျွန်တော်တို့ဒီနှလုံးပေါင်းမယ်เนาะ ဒီလုံးပေါင်းချင်းဒီကငါငါးရဲ့ပါပါဒီက၃ည၅၃ညအချိန်နဲ့ကျွန်တော်တို့ပြီးရမှာ30ဆိုရယ်ကနမနဲ့ညထွက်ခဲ့တယ်ပေါ့ဗျာနော်ဒီမှာတော့ကျွန်တော်တို့6560တင်ငါ30ဆိုပြီးတော့နော်ဒီမှာကျွန်တော်မိတ်ဆွေတွေကျွန်တော်တင်ငါနဲ့30နှစ်ပွဲထဲရွေးထုတ်ပြီးခဲ့တယ်နော်ဟုတ်ပြီဒါဆိုလို့ရင်ကျွန်တော်တို့နောက်တစ်ပင်ကိုဆက်သွားမယ်နော်ကျွန်တော်ကမြန်မြန်လေးပဲပြပြီးတယ်ဗျာနော်တိတ်အချိန်ဆွဲမနေတော့ဘူးဒီနှလုံးပေါင်းချင်းဒီက66ရဲ့ပါပါဒီက16တဲ့အချိန် ဒီနှလုံးပေါင်းခြင်းဒီက၃ညနဲ့၃ညနဲ့ပေါင်းတော့၃ညပဲနော်အဲ့တော့ကျွန်တော်တို့၃ညရဲ့ပါဝါဒီက၃ညငါအချိန်၃ညငါချိန်၆တဲ့အချိန်ကိုကျွန်တော်တို့ဒီမှာ65ဆိုတဲ့ကဏ္ဍကြာခဲ့တယ်နော်65ဆိုတဲ့ကဏ္ဍ10တင်က66 5ကိုကျွန်တော်တို့65ဆိုတဲ့ကဏ္ဍလေးကျွန်တော်တို့ကြာခဲ့တယ်အကျန်ခဲ့ဝယ်ပါနော်အဲ့တော့ကျွန်တော်တို့မနက်ဖြန်အတွက်ကဖာဖြစ်မလဲဒီနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့၃ သုံးရက်ပါပါဒီကရှိသုံးရက်ချိန်နော်သုံးရက်ချိန်ဒါဆိုတော့ကျွန်တော်တို့ဒီလုံးပေါင်းချင်းဒီက6 6ကပါပါဒီက1 6တဲ့ချိန်6တဲ့ချိန်နဲ့ကျွန်တော်တို့သုံးရက်ချိန်နဲ့ဆိုတော့ဒါတွေထိုးရမလဲမနဲ့ကိုနော်1နဲ့ဆိုရင်13 18နော်ကျွန်တော်တို့6နဲ့ဆိုတော့63 68ဆိုတော့ကဏ္ဍ၄ခုပဲထွက်တယ် နော်ဒါကကျွန်တော်တို့ဒီ13186368ဆိုတဲ့ခဏ၄ကိုထွက်တယ်နော်ပြောမယ်ဆိုရင်တော့၄ကို break ပေါ့ဗျာနော် break အားဖြင့်ဆိုတာ၄ကို break ထွက်လာတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်က break မူလေးတစ်ချက်ပြပေးခြင်းနေတယ်နော် break မူလေးဒါကကျွန်တော်တို့1 chain နဲ့ break နဲ့ပြီးတဲ့မူကိုမဟုတ် break တီးတန်ကြာခဲ့တယ်ဒီမနေ့ပိုင်းမှာနော်အဲ့ဒါလေးကိုကျွန်တော်ကပြပေးမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော် ဂရိတီးတန်ကြားခဲ့တဲ့မူလေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ချက်ပြပေးမယ်နော်နော်အဲ့ဒါလေးကိုချက်ကြည့်ပေးကျွန်တော်ရဲ့မိတ်ဆွေတွေကဒါကျွန်တော်ရဲ့မိတ်ဆွေဟောင်းလေးဆိုသိလိမ့်မယ်ဒီပရိမှုလေးကိုကျွန်တော်တို့ဒီသုံးလုံးပေါင်းမယ်ဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါင်းတော့ခွန်ဒီ10နဲ့ပေါင်းတော့ကျွန်တော်တို့9เนาะ9ဆိုတော့ 9ရက်နှက်ခတ်ဒီက3 9 3ပြိတ်မနေ့ဈေးမှာကြာပြရမယ်ကျွန်တော်တို့အဲ့ဒီ9 3ပြိတ်ကနော်မနေ့ဈေးမှာကြာပြရမယ်ကျွန်တော်တို့23ဆိုတဲ့9ပြိတ်ကြာခဲ့တယ်နော်အဲ့ဒါဆိုတော့ကျွန်တော်တို့နောက်တစ်ပင်ကိုဆက်သွားမယ်ဒီနှလုံးပေါင်းတော့2ကျွန်တော်တို့ဒီ6နဲ့ပေါင်းတော့10ရှိကဲနက်ခတ်ဒီက1 1ဆိုတဲ့ပြိတ်ဒီမနေ့ဈေးမှာကြာပြရ ဒီမှာကျွန်တော်တို့30ဆိုတဲ့ကဏ္ဍကြာခဲ့တယ်။ဒီမှာကကျွန်တော်တို့5 3ပြိတ်ကို2 3ဆိုတဲ့ကဏ္ဍကြာခဲ့တယ်။ဒီမှာကကျွန်တော်တို့8 10ပြိတ်ကို30ဆိုတဲ့ကဏ္ဍကြာခဲ့တယ်။ညနေစီမှာလည်းဆက်ကြပြီးသေးတယ်ပေါ့ဗျာနော်။ဒါဆိုတော့ကျွန်တော်တို့ထပ်သွားမယ်နောက်တစ်ပိတ်ကိုဒီနှလုံးပေါင်းခြင်းဒီက6ဒီနှလုံးပေါင်းခြင်းဒီဒီသုံးလုံးပေါင်းခြင်းဒီက8နော်8ဆိုတော့8ရဲ့နှက်ခတ်ဒီက1 8တက်ကပြိတ်နော် 81ကဖိတ်ဆိုတော့81ဖိတ်ကိုကျွန်တော်မနေ့စည်းမှာဗာကြခဲ့တယ်84ဆိုတော့ခဏကြခဲ့တယ်ညနေစည်းမှာရောကျွန်တော်တို့မကြခဲ့ဘူးလား65ဆိုတော့1ဖိတ်ဒီမှာတော့ကျွန်တော်တို့ဒီချိန်ပဲကြခဲ့တယ်ဗျာ93ဖိတ်ကနော်93ဖိတ်ဒီချိန်ပဲကြခဲ့တယ်ဒီမှာ81ဖိတ်ကကျွန်တော်မနေ့ညကြတယ်ဒီမှာကျွန်တော်တို့81ဖိတ်ကမနေ့ညကြဒီမှာတော့ကျွန်တော်တို့ဗာဖိတ်ဖြစ်မလဲနော်ဒီလိုမောင်းကြီးကရှေ့ ဒီသုံးလုံးပေါင်းလိုက်တော့ကျွန်တော်တို့၃ည၃ညရဲ့နှစ်ခတ်ဒီကခွန်၃ညခွန်ပရိတ်မနက်မနက်ပိုင်းမှာနော်မနက်ပိုင်းမှာကျွန်တော်တို့၃ညခွန်ဆိုတဲ့၃ညခွန်ပရိတ်ရှိအဲ့ဒါကိုကျွန်တော်တို့အဲ့၃ညခွန်ပရိတ်နဲ့ပတ်သက်ရင်ဘယ်လိုကဏ္ဍမျိုးလေးတွေအားကောင်းလဲနော်ကျွန်တော်ကြိုက်ဆုံးကိုပြောတာပေါ့ဗျာနော်၃ညခွန်ပရိတ်နဲ့ကျွန်တော်တို့ပတ်သက်လာမယ်ဆိုရင်ကျွန်တော်25ဆိုတဲ့ကဏ္ဍရင်နော်ကျွန်တော်တို့ နောက်ပြီးတော့ငါးဘူးဆိုတဲ့ခဏိုင်းခွန်သုံးရယ်နော်အဲ့ဒီခဏိုင်းသုံးခုကိုကြိုက်တယ်ဗတ်တာမနက်ပိုင်းမှာမြင်ရလားမသိဘူးကြာနော်ကျွန်တော်မေးစေးနည်းနည်းလေးတိုးပြီးမှာဒီမှာကျွန်တော်တို့ဒါကမနက်ပိုင်းဒီခဏိုင်းသုံးခုကမနက်ပိုင်းနော်မနက်ပိုင်းမှာကျွန်တော်ဒီခဏိုင်းသုံးခုကိုကြိုက်တယ်ဒါကကျွန်တော်တို့ဒီဝမ်းကြီးနဲ့တော့မသက်ဆိုင်ဘူးညှိတဲ့ဟာလည်းညှိလိမ့်မယ် တုံညာခွန်ပရိမနဲ့ပိုင်းမှာကြာမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဝမ်းကျင်းတွေနဲ့မကတ်ဖဲနဲ့ကျွန်တော်အခြားသောကဏ္ဍကိုရွေးချယ်ပြီးပြည်တယ်ကျွန်တော်ရဲ့မိတ်နော်နော်ဒါကကျွန်တော်တို့2 5 5ခု3ဆိုတဲ့ကဏ္ဍခု3ဆိုတဲ့ကဏ္ဍကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေပါရှိလေနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်မွေးဖက်ကလေးပေးထားတာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေညာကမမြင်ရဘူး sorry နော်အခွေလေးပေးထားတာရှိတယ်မမြင်ရဘူးလို့ပြောတယ် ရှေ3ခွန်ဆိုတဲ့အခွေအဲ့ဒီအခွေကကျွန်တော်တို့မနဖန်တနေ့ပဲထိုးရတော့မယ်အခွေနော်မနဖန်တနေ့ပဲထိုးရတော့မယ်အခွေရှေ3ခွန်ဆိုတဲ့အခွေကနော်မနဖန်တနေ့ပဲကျွန်တော်တို့ထိုးရတော့မယ်အခွေနော်ဒီအခွေကဒါပေမဲ့ဒီအခွေမှာဆိုရင်ကျွန်တော်တို့ဘာကဏ္ဍတစ်ခုညှိလေဒီ83ဆိုတဲ့ကဏ္ဍကတော့ညှိနေတယ်ပေါ့ဗျာနော်ဒီပဒိန်းနဲ့ဆိုလို့ရှိရင် ။အဲ့တော့ဒါကကျွန်တော်တို့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီကနန်းလေးကောကတော့ညနေပိုင်းပါနော်။ညနေပိုင်း။ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေမနက်ပိုင်းလဲနေနေပါပါကာထိုးကျင်တော့ထိုးပေါ့ဗျာနော်။မနက်ပိုင်းတကယ်လို့ကြားခဲ့တယ်ရှိရင်တော့လည်းမထိုးတော့နဲ့ပေါ့ညနေပိုင်းပေါ့နော်။မနက်ပိုင်းကာထိုးကျင်တော့ထိုး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဟိုးအပေါ်ကကနန်းနေမှာလို့ဖြစ်ခဲ့မှာဆိုလို့နော်။ကျွန်တော်တို့ညနေပိုင်းပြီးတဲ့ကနန်းနေမနက်ပိုင်းညီပြုတ်ပြုတ်ကြတာနော်။အဲ့လိုလေဖြစ်ခဲ့မှာဆိုလို့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့မိတ်ဆွေတွေနည်းနည်းပါးပါးတော့ရန်ထိုးမနက်ပိုင်းမှာနော် နည်းနည်းပပပဲရန်ထိုးနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ကြိုက်တာကဒီကဏန်း၃ခုကိုပဲကြိုက်တယ်မနက်ပိုင်းမှာနော်2 5 5ဘူးခွန်3ဆိုတဲ့ကဏန်းကိုကြိုက်တယ်ပရိင်းနဲ့ဟုတ်နော်ဒီကဏန်း၃ခုကိုကြိုက်တယ်ဒါကကျွန်တော်ဒီမှာပြခဲ့တဲ့မူရကဘယ်လိုပဲဖြစ်ဖြစ်ဝန်ကြီးနှစ်ခုဟပ်ပြီးပြီးလာခဲ့တဲ့ထောက်လျှောက်နော်ကျွန်တော်တို့ဒါဒီ65မှာဆိုလဲကျွန်တော်တို့ရလိုက်မယ်30မှာကျွန်တော်တို့ရလိုက်မယ်နော်မနက်ပိုင်း30တင်5မိနစ် ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မနေ့ပိုင်းမှလည်းကြာတတ်တာဖြစ်ဒီအတွက်နည်းနည်းတော့ကာထိုးနော်နည်းနည်းလေးတော့ကာထိုးပြီဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကတော့ဒီကဏ္ဍ၃ခုကိုကြိုက်တယ်မနေ့ဖာမနေ့ပိုင်းအတွက်ကနော်2 5 5ခု9 3ဆိုတဲ့ကဏ္ဍ၃ခုကိုကြိုက်တယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကကြိုက်နှစ်သက်ရကဏ္ဍကိုလည်းရွေးချယ်ပြီးတော့မိန်ချစ်တင်ထိုးလို့ရပါတယ်နော်ဒီညနေပိုင်းအတွက်ပြီးတဲ့ကဏ္ဍကိုလည်းမနေ့ပိုင်းမှကြိုက်တယ်ဆိုကြိုက်တဲ့အကောတစ်ခုကိုရွေးပြီးတင်ထိုးနော်ရွေးပြီးတော့တင်ထိုးပါနော် ကျွန်တော်ကတော့ဒပိုင်းကြီးခွဲပြထားတယ်ပေါ့ဗျာနော်ဒပိုင်းကြီးမနေ့ပိုင်းကမနေ့ပိုင်းသက်သက်ညနေပိုင်းကညနေပိုင်းသက်သက်ညနေပိုင်းဘက်တွေညနေဘက်တွေမှာဆိုကျွန်တော် light show တွေပေါ့နော် light show လွှင့်လို့အဆင်မပြေလို့ဗျာနော်ညပိုင်းလေးဒီချိန်ပဲလွှင့်ရတာမလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမနေ့ညတွေပေါင်းပြနေရတာဒါပေမဲ့ကျွန်တော်တို့ဟိုပြောင်းလဲမှုလေးတွေကဘာတွေရှိတယ်လဲဆိုတော့မနေ့ပိုင်းကနန်းထွက်သွားတဲ့ထွက်စင်ပေါ်မှာမူတည်ပြီးကျွန်တော်တို့ပြောင်းလဲမှုလေးတွေကရှိတတ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ကညနေပိုင်း light show လွှင့်ရတာ အဆင်မပြေတဲ့အတွက်မနဲ့ညစာကိုကျွန်တော်တို့ကပေါင်းပြသလိုဖြစ်နေတာပေါ့ဗျာနော်အဲ့လိုလေးတွေပေါင်းပြီးတော့သွားနေရတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့မိတ်ဆွေတွေကြိုက်နှစ်သက်တဲ့မိတ်ဆွေတွေကတော့ထိုးပါမကြိုက်နှစ်သက်တဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာနော်မထိုးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီကနန်းကွက်ကလေးတွေကျွန်တော်ရတာလေးတွေကိုမျှဝေပေးတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်နော်ဖွဲ့ဝင်လည်းမခေါ်ဘူးကျွန်တော်ပောက်ဝေးလည်းမဟုတ်ဘူးနော်ပောက်ဝေးလည်းမဟုတ်ဘူးဖွဲ့ဝင်လည်းမခေါ်ဖွဲ့ဝင်လည်းမခေါ်ဘူးကျွန်တော်ရဲ့မိတ်ဆွေတွေဘက်ကရင်ပြီးတော့ ပွဲသိမ်းသွားလို့အကျိုးမြတ်ရှိလို့မုံမိုးပေးခဲ့ရင်လည်းကျွန်တော်ယူတယ်။မပေးရင်လည်းမယူပေးပါလို့လည်းကျွန်တော်မတောင်းဆိုပါဘူးနော်။ပေးပါလို့လည်းကျွန်တော်မတောင်းဆိုဘူးကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်။ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းကြိုက်နှစ်သက်ရင်ထိုးပါမကြိုက်နှစ်သက်ရင်မထိုးပါနဲ့နော်။အဲ့တော့ကျွန်တော်ကတော့ကျွန်တော်သီးသီးမှတ်သိလေးနဲ့ကျွန်တော်ရှာနာလေးတွေကိုမျှဝေပြီးတယ်ကျွန်တော်တို့သိတယ်တက်တယ်လူတွေရှိတယ်ဆိုရင်လည်းကိုယ်ပိုင်ကိုထိုးကြပါဦးเนาะဘယ်လိုပဲဖြစ်ဖြစ်အစဉ်ပြေအောင်ထိုးကြကျွန်တော်ကကျွန်တော်ရတာလေးတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုမျှဝေပြီးတယ်เนาะ ကျွန်တော်ရဲ့မိတ်ဆွေတွေဘက်ကလည်းပို့ပြီးတော့ပေါ့နော်တည်တယ်ဆိုလို့ရှိရင်တော့ကိုယ်ဘာကိုထိုးပေါ့ဗျာဝင်ကြည့်ဘေးကုန်းနဲ့နော်ဘေးကုန်းနဲ့ဝင်ကြည့်တော့ဗာပဲပြပြဘေးကုန်းနဲ့အဲ့တော့မကြည့်နဲ့နော်ကဲအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲကံကောင်းကြပါစေဗျာအောင်မြင်ကြပါစေနော်နောက်ဖက်မှာကျွန်တော်တို့ရေးမြောင်းလေးလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒါလေးတွေမျှဝေပေးရဲကျွန်တော်ဒီပွဲမှာအကောင်းဆုံးဖြစ်အောင်ကျွန်တော်ထပ်ပြီးကြိုးစားပေးပါအောင်မယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအကောင်းဆုံး နေတိုက်ကနန်းနေမှာကျွန်တော်မိအောင်ကြိုးစားပြီးပါအောင်မယ်နော်ကြံခဲ့တဲ့ပွဲရလို့ပဲနေတိုက်ကနန်းနေမှာကျွန်တော်အကောင်းဆုံးမိအောင်ကြိုးစားပြီးပါမယ်နော်ဒီပွဲမှာတော့ကျွန်တော်တို့ကမွေးခွက်စိုက်တည်ကြတော့မရဘူးပေါ့ဗျာနော်ကြံခဲ့တဲ့ပွဲရတော့လှတာပေါ့ထိတ်တူထိတ်ပိတ်တယ်မူကြောင့်ကျွန်တော်တို့မွေးခွက်စိုက်ကလေးတွေကကျွန်တော်ဒေချာလဲပြောပြခဲ့ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကဲအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပါသေးရင် like subscribe လေးလုံးပေးပါနော် like ချင်းလေးနဲ့ကူညီပါဗျာ 965ပတိပဲမိမှာပေါ့ဗျာနော်96ကတော့ပတိပဲမိမှာပတိကဏဆိုတော့ကိုပတိကဏဆိုတော့ဒါကတော့ဖော်မြူလာအမှုရပတိကဏနေပါနော်ဒီကဏမျိုးတွေကတော့ကျွန်တော်တို့ပတိတို့အခွေတို့ဆိုတာကတော့နေပါပဲရကြမှာပေါ့ဗျာနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ main quest တစ်ခွက်တည်းထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ရကြမှာပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စူးစမ်းပြပါဦးမယ်နော်အကောင်းဆုံး main quest တစ်ခွက်အကောင်းဆိုတာလေးတွေကိုနော် ဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်ခံကောင်းကြပါစေအောင်မြင်ကြပါစေတူးစီကိုဝါသနာပါလို့ကစားနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲပွဲတိုင်းမှာအရှုံးဆိုတာမရှိကြပဲနဲ့နော်အမျက်တွေရကြပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့လိုက်ရှုထုတ်လွှင့်မှုလေးကိုဒီဒီမဲချန်နာဝင်ပြုပါဗျာနော်အားပေးတဲ့ဒုတိယချင်းတိုင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့လိုက်ရှုထုတ်လွှင့်မှုလေးကိုလည်းဒီဒီမဲချန်နာဝင်ပြုပါနော်